ုရောက်တဲ့အခါမှာလေအဲတကယ်လို့ဒီလိုမျိုးကျိုးပဒီလေးထည့်ခြင်းနဲ့ဆိုလို့ရှိရင်အစကလေးကပေါ့နော်ကျိုးစကလေးကတိုင်းပဒီလေးတွေကိုဒီတောင်လေးတောင်စာပေါ့နော်လေးလုံးကိုထည့်ပြီးတော့တည်ပေးထားရမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့မင်းကမင်းရဲ့ တတော်နဲ့ Facebook မှာပတ်တန်တင်ပေးခဲ့တဲ့ခေါင်းစည်းလေးကိုထိုးပြပေးမှာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ခေါင်းစည်းလေးထိုးဖို့ဆိုရင်တော့ rubber ကွင်းလေးတစ်ခုလိုမယ်။ဒီ rubber ကွင်းလေးကတော့မြင့်သုံးတာကနည်းနည်းလေးကြီးသွားတယ်ပေါ့နော်။သူကဒီခောက်ပြီးတော့စည်းလို့မရတာဖြစ်တဲ့အတွက်တတိလေးဆိုရင်ပို့ပြီးတော့မှအဆင်ပြေတယ်ပေါ့နော်။အဲ့တော့ကျိုးကိုကွင်းလေးလုတ်ပြီးတော့ဒီ rubber ကွင်းလေးထဲမှာ တိုင်တူလေးတွေတပတ်လည်း48တိုင်ထိုးရမှာဖြစ်ပါတယ်။ဒါဆိုဆိုပါတိုင်တူလေးတွေ48တိုင်ထိုးပေးသွားရမှာပေါ့နော်။အကတော့3.5 mm ကိုသုံးပေးထားပါတယ်။ခြေလေးကတော့မြင်းမခြေပိုးနေတယ်။ထိုင်းတို့မွေးချီလေးပေါ့နော်အဲ့ဒါလေးနဲ့ထိုးပေးထားပါလိမ့်ရှင်အဲ့တော့2 ply ဆက်စီ2 ply side ချီလေးတွေလည်းထိုးလို့ရတယ်ပေါ့နော်ငါကတော့ဒီ aside လေးကို ပွပွလေးရခြင်းနဲ့တွေ့ជីជីလေးနဲ့ထူထားတာဖြစ်ပါတယ်။အဲ့တိုင်တို့လေး48တိုင်ရပြီဆိုရင်မင်းတို့ပထမဆုံးတိုင်တို့လေးရဲ့ထင်မှာရှက်ကော်လေးနဲ့လာပြီးတော့ဆက်မှာပဲ။ ပြီးသွားရင်တော့ပထမဆုံးအနေနဲ့ပထမဆုံး round 1အနေနဲ့ပေါ့နော်အဲ့တော့ဒီတိုင်ရှည်တိုင်တက်ပြရမယ်ပေါ့နော်မြင်ကတော့တိုင်ရှည်အစားဒီမှာချိန်လေး3ခုနဲ့ပဲတက်လိုက်တယ်ပေါ့နော်အဲ့တော့တိုင်ရှည်ချိန်လေး3ခုတက်မယ်ပြီးရင်ချိန်လေးခုခြားရမှာပေါ့နော်နောက်ထပ်ချိန်လေးခုခြားရမှာဆိုတော့စုစုပေါင်းဖွမီလေးတွေခုနှစ်ခုထိုးလိုက်မယ်ပေါ့နော်တော့တိုင်ရှည်အစား3နိုင်ခြားရမယ်အဲတိုင်ရှည်အစား3ခုခြားရမယ်4ခုနဲ့ ခုနှစ်ခုပေါ့နော်ပြီးရင်အချိန်မှာ၃ပေါက်ကျော်ပြီးတော့၄ပေါက်မြောက်မှာတိုင်ရှည်လေးတစ်တိုင်းလာပြီးတော့ထိုးပါမယ်တကွက်ရိုက်ပေါ့နော်ပြီးလို့ရှိရင်တိုင်ရှည်အဲဖုန်မီလေး၄ခုထိုးပြီးတော့အဲ့တော့အောက်မှာအပေါက်ကလေးချင်းပေါက်ကလေး၃ပေါက်ကိုကျော်ပြီးတော့၄ပေါက်မြောက်မှာနောက်ထပ်တိုင်ရှည်လေးတစ်တိုင်းထပ်ပြီးတော့ထိုးပါမယ် ဒီမှာတော့ဖွင့်မီးလေး6ခုထိုးမယ်ပေါ့နော်အဲ့တော့ဖွင့်မီး6ခုထိုးပြီးတော့ခုနကတိုင်ရှည်ထိုးခဲ့တဲ့တပောက်ထဲမှာပဲနောက်ထပ်တိုင်ရှည်လေးတစ်တိုင်ထိုးမယ်ပေါ့နော်ဒါလေးကကျတော့ down ဖြစ်လာမယ့်နေရာလေးပါနောက်ပြီးရင်တော့ပုံမှန်အတိုင်းပဲဖွင့်မီးလေး6ခုထိုးပြီးတော့3ခုကျော်၄ခုမြောက်မှာတိုင်ရှည်တစ်တိုင်း ကွက်ကလေးတစ်ကွက်ရမယ်ပေါ့နော်အဲ့ဒီအကွက်မျိုးလေးက3ကွက်ရှိပါမယ်ဆိုတော့နောက်ထပ်ဖွံ့မီ၄ခု၄ပေါင်းမြောက်မှာတိုင်ရှည်တစ်တိုင်နောက်ကွက်ရပြီပေါ့နော်အဲ့ဒါဆိုရင်နောက်ထပ်ဖွံ့မီ၄ခုနဲ့နောက်ထပ်၄ပေါင်းမြောက်မှာတိုင်ရှည်လေးတစ်တိုင်ထပ်ပြီးတော့ထိုးမယ်ဒါဆိုလို့ရှိရင် အဲသုံးခွဲရပြီသုံးခွဲရပြီဆိုရင်တော့မင်းတို့ထောင်လေးကိုပြန်ရောက်လာပြီပေါ့နော်အဲ့ဒီထောင်လေးနေရာမှာအဲခုနကလိုပဲဖမီလေးက6ခုထိုးပေးရမယ်ဖမီလေး6ခုထိုးပေးရင်တိုင်ရှည်လေးရဲ့အခြေမှာပဲတပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်လေးတစ်တိုင်းထပ်ပြီးတော့ထိုးမယ်ပေါ့နော်ဒါဆိုရင်မင်းတို့2000ရောက်ပြီပေါ့နော်အဲ့ဒါစုစုပေါင်းအားလုံး4000ရှိပါမယ်ခုနကလိုပဲဖမီလေးကို 你把密码那些的打。 ီးသွားပြီဆိုရင်တော့နောက်ဆုံးမှာတိုင်ရှိအစားထိုးခဲ့တဲ့ဖွံ့မီ၃ခုရဲ့၃ခုမြောက်ဖွံ့မီလေးမှာပေါ့နော်မင်းတို့ဆက်ကောလေးနဲ့ချိန်လိုက်မယ်ဆိုရင်တော့ လဲမှာကွက်ကလေး၃ခုထောက်မှာဒီထောင်စုံလေးတွေမှာပေါ့နော်တပောက်ထဲမှာနှစ်ခုထိုးထားပြီးတော့ချင်းချဖို့စားရတာ ਨੇ ဒါမျိုးလေး၄ခုရပါမယ်စုစုပေါင်း၄ခုရှိမယ်ပေါ့နော်ဒါထောင်ချုံလေး၄ခုရှိမယ်ထောင်ချုံလေးလေးတစ်ခုစင်းစီရဲ့ခြားထဲမှာပုံမီလေးကွက်ကလေး၃ခုရှိမယ်ပေါ့နော်အဲ့တော့မင်းဒုတိယရန်ကိုဆက်တဲမယ်ဒီလိုပဲဒီအတိုင်းရှိရအစားဖွံ့မီ၃ခုခြားထဲမှာခြားဖို့အတွက်ဖွံ့မီ၄ခုစုစုပေါင်း9ခုထိုးပါမယ် ထိုးပြီးရင်တော့ခုနကထိုးခဲ့တဲ့တိုင်ရှည်လေးရဲ့အပုံမှာပဲနောက်ထပ်တိုင်ရှည်လေးတစ်တိုင်ထပ်ပြီးတော့ထိုးပါမယ်။ပြီးရင်တော့ဖုံးမီးလေးလေးခုထိုးမယ်။လေခုထိုးပြီးရင်နောက်ထပ်တိုင်ပေါ်မှာမဟုတ်ဖ ೇನೆ ခွင်းလေးထဲမှာပေါ့နော်အဲ့တော့ဒီတိုင်ကိုကြော်ပြီးတော့ခွင်းလေးထဲမှာတိုင်ရှိစုစုပေါင်း၄တိုင်ထိုးပါမယ် နှစ်တိုင်သုံးတိုင်လေးတိုင်စုပေါင်းလေးတိုင်ထိုးပါမယ်လေးတိုင်ထိုးပြီးရင်တော့ဖွင့်ပြီးစုစုပေါင်း6ခုပေါ့နော်အဲ့တော့ဖွင့်ပြီး6ခုထိုးပြီးတော့အဲ့ဒီတွင်ထဲမှာပဲနောက်ထပ်တိုင်ရှိလေးတိုင်ထပ်ပြီးတော့ထိုးမယ် ၃တိုင်။မမင်ကတော့ဒီခြီကိုခြီအသေးသုံးထားပြီးတော့ဗောနော်ပေါပွားလေးလိုချင်တာဖြစ်တဲ့အတွက်အကကတော့3.5 mm ကိုသုံးထားပါတယ်။တကယ်လို့အာစင်ပြေတဲ့အနဲ့ခြီနဲ့ထိုးလို့ရတယ်ဗောနော်။ကြဲကြဲလေးလိုချင်တော့အတုတ်တုတ်ကလေးနဲ့ထိုးလို့ရတယ်ဗောနော်။ပြီးရင်တော့ဖွံ့မီလေးလေးခုထားပြီးတော့နောက်ထပ်တိုင်လေးပေါ်မှာတိုင်ရှိတဲ့တိုင်ထပ်ပြီးတော့ထိုးပါမယ်။ ပုံမှန်တိုင်ရှည်လေးရဲ့ခြေထဲမှာတော့မင်းတို့ကချိန်လေးကိုချပြီးတော့တောင်လေးတွေမှာဆိုလို့ရှိရင်တော့ချိန်6ခုချပြီးတော့မှထိုးသွားမှာပေါ့နော်ဒီပုံစံလေးတိုင်းမှာပဲအရန်ကူမှာလွယ်ကူပါတယ်ရှင်ဆိုရင်ခုနကတောင်လေးနားကိုရောက်လာပြီဆိုရင်တော့ပုံမှန်တိုင်းမဲ့ချိန်လေးကူထိုးပြီးရင်တော့တိုင်လေးပေါ်မှာမဟုတ်ဘဲနဲ့ဂွင်းလေးထဲမှာတိုင်ရှည်လေးတိုင်း ွန်မီ6ခုနောက်ထပ်အဲ့ဒီတွင်ထဲမှာပဲတိုင်ရှည်၄တိုင်ဆိုလို့ရှိရင်တောင်ပိုင်းလေးတွေမှာအဲ့လိုလေးတွေ၄000ထူသွားမယ်ပေါ့နော်စုစုပေါင်းတိုင်းရှည်လေးတိုင်ပြီးရင်ဖွမီ6ခုနောက်ထပ်တိုင်းရှည်လေးတိုင် ောက်ဆုံးမှာတော့ခုမီလေးလေးခုထိုးမယ်ထိုးပြီးရင်ပထမဆုံးခုမီလေးရဲ့သုံးပေါက်မြောက်ပေါ့နော်အဲ့တော့အတိုင်းရှိတစ်တိုင်းသာထိုးထားတဲ့ခုမီရဲ့သုံးပေါက်မြောက်မှာရှက်ကော်လေးနဲ့ချိန်မယ်ပေါ့နော်ဒါဆိုရင်ဒုတိယအတန်းပြီးသွားပါပြီ ုမှာတော့တတိယရန်အတွက်စပြီးတော့ထိုးမယ်ပေါ့နော်အဲတော့တိုင်ရှင်အစာဖွမီ3ခုနောက်ထပ်ဖွမီလေး4ခုချာမယ်တတိယရန်ကတိုင်ရှင်လေးပေါ်မှာနောက်ထပ်တိုင်ရှင်လေးတစ်တိုင်ထပ်ပြီးထိုးပါမယ်ပြီးရင်တော့ဖွမီ4ခုချာ အောက်မှာကတိုင်ရှည်လေး၄တိုင်ရှိခဲ့တာဖြစ်တဲ့အတွက်အဒီအတိုင်းလေးပဲနောက်ထပ်အတိုင်းရှည်၄တိုင်ထပ်ပြီးတော့ထိုးပါမယ်။နှစ်တိုင်၃တိုင်၄တိုင်၄တိုင်ထိုးပြီးသွားရင်ပုံမှန်တိုင်းဝင်ဝမီ၄ခုပြီးရင်ပထမတန်းမှာထိုးခဲ့သလိုမျိုးပဲဒီချင်း၆ခုခွင်းထဲမှာပေါ့နော်။တိုင်ရှည်လေးတစ်တိုင်း ဖွင့်ပြီး6ခုနောက်ထပ်ပိုင်းရှင်လေးတစ်တိုင်ပေါ့နော်အဲ့ဒီကနေပြီးတော့တိုင်းဖွင့်ပြီး4တိုင်ဖွမီလေးကိုပြီးတော့တိုင်ရှည်လေးပုံမှာနောက်ထပ်တိုင်ရှည်လေး၄တိုင်ထပ်ထိုးမယ် လေးတိုင်ပြီးသွားရင်တော့ပုံမှန်အတိုင်းပဲဒါတောင်လေးမှရမယ့်ပုံလေးပေါ့နော်အဲ့တော့ဂျန်နဲ့ညာလေးတွေကတော့ပုံမှန်အတိုင်းပဲခွန်မီလေးတွေ၄ခုချာအကိုတိုင်ရှည်လေးပုံမှာနောက်ထပ်တိုင်ရှည်လေးတွေလိုက်ပြီးတော့ထုံးမယ်တတိုင်းဆိုရင်တတိုင်းပေါ့နော်၄တိုင်းဆိုရင်၄တိုင်းဒီလိုလေးတွေလိုက်ပြီးတော့ထိုးသွားမယ်ဂျားထဲမှာတော့ခွန်မီလေးတွေ၄ခုစီ၄ခုစီချာသွားမယ်ပေါ့နော်တောင်းရောက်တဲ့အခါမှသာခွန်မီလေး၆ခုချာမယ် အဲ့တော့ဒီအတိုင်းလေးပဲတပတ်ပြည့်တဲ့အတီထိုးသွားရမှာဖြစ်ပါတယ်။ က်ဆုံးမှာတော့ဖူမီလေးလေးကိုထိုးပေးရယ်။တန်ရှိသားထိုးခဲ့တဲ့ချိန်သုံးခုရဲ့ထိတ်မှာဆက်ကောလေးနဲ့လာပြီးတော့ချိန်ပါမယ်။ဒါလေးကတော့တတိယတန်းပြီးသွားတဲ့အခါမှာသုံးတန်းမြောက်ပြီးသွားတဲ့အခါမှာထွက်လာမယ့်ပုံလေးပေါ့နော်။အဲတော့ဒါလေးမှာချင်းချောက်ကိုစီနဲ့ချွန်ဆွဲလေးဖြစ်နေပြီ။ ပြီးရင်တော့နောက်တစ်တန်းဆက်ပြီးတော့ထိုးမယ်ပေါ့နော်လေးတန်းမြောက်ပုံမှန်အတိုင်းပဲဖွမီ3ခုနောက်ထပ်ဖွမီ4ခုစုစုပေါင်း9ခုပေါ့နော်ပြီးရင်တော့တိုင်ရှည်လေးပေါ်မှာနောက်လက်တိုင်ရှည်လေးတစ်တိုင်ထိုးပါမယ်ဒီနော်ဒီနေရာမှာဖွင့်မိလေး၅ခုထိုးမယ်ပေါ့နော်အဲ့တော့၅ခုထိုးရပါမယ် ငါးခုထိုးပြီးသွားရင်ဒီတိုင်းရှည်လေးတွေကိုအပြည့်မထိုးဘဲနဲ့မင်းပြထားသလိုလေးတက်ဝက်ပဲထိုးမယ်ပေါ့နော်။နောက်လေးတိုင်းပေါ်မှာတိုင်းရှည်တက်ဝက်လေးတွေထိုးမယ်။သုံးတိုင်းလေးတိုင်းလေးတိုင်းလုံးထိုးပြီးသွားပြီဆိုရင်တော့အားလုံးကိုစုပြီးတော့မှထုတ်လိုက်ပါမယ်။အားလုံးကိုစုလိုက်တဲ့သဘောမျိုးလေးပေါ့နော်ပြီးရင်တော့ဖွင့်မေးလေး လေးခုချပြီးတော့ဒုတိယအတန်းမှာထိုးခဲ့သလိုမျိုးပဲဒီတိုင်ပေါ်မှာမဟုတ်ဘဲနဲ့ခွင်းလေးထဲမှာတိုင်ရှည်လေးတိုင်ဖွမီ6ခုချတိုင်ရှည်လေးတိုင်ဒီပုံစံလေးနဲ့ထိုးသွားရပါမယ်ရှင်လေးတိုင်ဖွမီ6ခု đi quên đi đem mà về nào thế đi tại Bây giờ, có mấy lễ, lễ cụ trả bí đó, တိုင်ရှင်လေးလေးခုကိုတဝက်လေးတွေပဲထိုးပြီးတော့လေးတိုင်ပြီးသွားပြီဆိုရင်အားလုံးကိုစုပြီးတော့မှထုံလိုက်ပါမယ်။နောက်ပြီးရင်တော့ခုံမီးလေး၅ခုထိုးပြရပါမယ်။လေးတိုင်ကစုသွားတဲ့အခါမှာလေအရန်ကြီးကတ်သွားမှဆိုတဲ့အတွက်ခုံမီးလေး၅ခုထိုးလိုက်ပါမယ်ရှင်။ပြီးရင်တော့ခုံမီးလေးလေးကိုခြားပြီးတော့မှပုံမှန်တိုင်းလေးဆက်ထိုးသွားမယ်ပေါ့နော်။ဒီမှာကတော့တိုင်ရှင်လေးခုကိုစုပြီးတော့မှထိုးပြရပါမယ်။ဒါကတော့ဒီအစင်မာရမယ့်ပုံလေးပါ။ နင်တို့ခုကတော့ငါးတန်းမြောက်ကိုဆက်ပြီးတော့ထိုးပါမယ်ပုံမှန်အတိုင်းပဲတိုင်းရှည်အစားဖွမီလေး၃ခုထိုးမယ်ပြီးရင်တော့ဖွမီလေး၄ခုချပါမယ်စုစုပေါင်းဖွမီ9ခုရှိမယ်ပေါ့နော်ပြီးရင်တော့တိုင်ရှည်လေးပုံမှာနောက်ထပ်တိုင်ရှည်လေးတစ်တိုင်ထပ်ပြီးတော့ပို့ပါမယ် ပြီးရင်တော့ဒီတိုင်ရှည်လေးခုစုပြီးတော့ထိုးထားတဲ့အပေါ်မှာပဲဖွမီလေးခုချပြီးတော့တိုင်ရှည်လေးတစ်တိုင်ထိုးပါမယ်ဖွမီလေးခုတိုင်ရှည်လေးတိုင်ပေါ်မှာနောက်ထပ်တိုင်ရှည်လေးလေးတိုင်ထပ်ပြီးတော့ထိုးပါမယ်တတိုင်းနတိုင်း လေးတိုင်ပြီးရင်တော့ဖွင့်မီးလေးလေးကိုထိုးပြီးတော့တတိယမြောက်တန်းမှာထိုးခဲ့တော့လိုမျိုးပဲချင်း6ခုခွင်းလေးထဲမှာတိုင်ရှည်တတိုင်ချင်း6ခုချာတိုင်ရှည်တတိုင်ဆက်ပြီးတော့ထိုးမယ်ပေါ့နော်ဒီတော့နောက်ဆက်နေမှာလဲလေအထိ3 4 5မှာထိုးသလိုမျိုးလေးပဲထပ်ထပ်ပြီးတော့มาထိုးသွားရမှာပေါ့เนาะပြီးရင်တော့ဖွင့်

ဖူမီလေးခုချာလာမဲ့တိုင်းလေးတစ်တိုင်းပေါ်မှာအိုင်ရှီလေးတစ်တိုင်းဒီလိုအတိုင်းလေးဆက်ပြီးတော့ထိုးသွားမယ်ပေါ့နော်အဲ့တော့ဒီထောင်လေးတွေမှာပဲအပြောင်းလဲဖြစ်မယ်ချန်တဲ့နေရာလေးတွေကတော့အတူတူပါပဲဒီတိုင်းလေးပဲ၄ထောင်လုံးပြောင်းဆက်ပြီးတော့ထိုးသွားပါမယ်ရှင် လေးဘက်လုံးကိုထိုးပြီးသွားပြီဆိုလို့ရှိရင်တော့ခုလိုပုံစံလေးရမှာဖြစ်ပါတယ်။ပြီးရင်တော့မမင်းတို့နောက်တစ်ဒဏ်ဆက်ပြီးတော့သွားကြမယ်ပေါ့နော်။ဒီပုံမှန်အတိုင်းပဲမမီးလေးခုနှစ်ခုထိုးပါမယ်။နော်တိုင်ရှည်ပုံမှာနောက်ထပ်တိုင်ရှည်တစ်တိုင်းအဲ့တော့ဖုန်မီလေးခုချပြီးတော့တိုင်ရှည်ပေါ်မှာနောက်ထပ်တိုင်ရှည်လေးတစ်ထိုင် အဲ့တော့ဒီမှာကားကြတော့တိုင်ရှိလေးတိုင်ကို စုပြီးထိုးมาဖြစ်တဲ့အတွက်ဖုန်မီ၅ခုထိုးပါမယ်။ပြီးရင်တော့အောက်မှာထိုးခဲ့သလိုမျိုးပဲတိုင်ရှိလေးတိုင်ကိုတဝက်စီထိုးပြီးတော့มาစုပြီးတော့ထုတ်ပါမယ်။ပြီးရင်တော့ဖုန်မီလေးခုနဲ့ ဒီလိုပုံစံလေးတွေတွေ့တဲ့ခါတိုင်းမှာဆိုရင်တိုင်ပေါ်မှာမထိုးဘဲနဲ့ဒီခွင်းလေးထဲမှာပဲတိုင်ရှည်လေးတိုင်ရယ်ဖုန်မီ6ဖူရယ်နောက်ထပ်တိုင်ရှည်လေးတိုင်ရယ်ပေါ့နော်အဲ့ဒီအဆင့်လေးတွေအတိုင်းပဲထပ်ထပ်ပြီးတော့မှကိုလိုချင်သလောက်အယူရဲ့အထိထပ်ပြီးတော့ဖိုးလို့ရပါတယ်နော်နောက်ကိုရောက်တဲ့အခါမှာလေအဲတကယ်လို့ဒီလိုမျိုးချိုးပဒီလေးထည့်ခြင်းနဲ့ဆိုလို့ရှိရင် အစကလေးကပေါ့နော်ကျိုးစကလေးကတိုင်ပရီလေးကိုဒီတောင်လေးတောင်စာပေါ့နော်လေးလုံးကိုထည့်ပြီးတော့တည်ပေးထားရမှာဖြစ်ပါတယ်မိမင်းကရှေ့မှာတော့ကတော့ပြောပြခဲ့လို့ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီခွင်းထဲမှာတိုင်ရှင်လေးတိုင်ထိုးပြီးတော့မှ chain ဖွင့်မီးလေးပေါ့နော်6ခုထိုးတဲ့နေရာမှာငါက3ခုထိုးပြီးတော့မှနောက်ထပ်တင်ရမှာကြတော့ဒီပတိစီတွေထည့်ပြီးတော့ထိုးလိုက်တယ်ပေါ့နော်ပြီးရင်နောက်ထပ်3ခုထိုးပြီးတော့မှကျန်တာလေးတွေကတော့ပုံမှန်လေးအတိုင်းဆက်ပြီးတော့ထိုးသွားလို့ရပါတယ်နော်အဲ့ဒီထောင်လေးမှာပတိစေလေးဝင်သွားတယ်ပေါ့နော် ပလဲလေးဝတ်ပလဲလေးထည့်လိုက်ပါတယ်တကယ်လို့မှဒီပလဲလေးကဒီကွင်းလေးတွေပါတယ်တသက်ချိတ်လို့ရတယ်ဆိုရင်တော့ထည့်ပြီးမှထိုးစရာမလိုပါဘူးနော်အဲ့တော့ကွာဆပြီးတော့မှဒီပလဲလေးတွေထည့်ကျင်တယ်ဆိုလို့ရှိရင်တော့ပလဲလေးတွေပဲဖြစ်ဖြစ်ပြီးစေးလေးတွေပဲဖြစ်ဖြစ်အဲ့ဒါလေးတွေကိုခြိစမှာကလေးကတိုင်းဒီလေးခုထည့်မယ်ဆိုလို့ရှိရင်အဲ့ဒီလေးလုံးကိုတီးပြီးမှထည့်ထားလိုက်ပါတော့နော်ဒီနောက်ဆုံးဆင့်ရောက်တဲ့အခါမှာမင်းတို့ထည့်ပြီးတော့အသုံးပြရပါမယ်ရှင် ဒီစင်လေးတွေကတော့ပုံမှန်လေးတွေအတိုင်းပါပဲတိုင်ကိုလေးခုတွေ့တဲ့အခါမှာစုပြီးတော့ခြေလေးထုံမယ်ပြီးရင်တော့ပုံမှန်အတိုင်းလေးပဲဖုံမီလေးလေးခုထိုးတိုင်ရှည်လေးတွေပုံမှာတိုင်ရှည်လေးတွေထိုးပေါ့နော်ဒီလိုလေးအတိုင်းပဲဆက်ပြီးတော့ထိုးသွားမယ်ဆိုရင်ရပါပြီရှင် ဒါလေးကတော့ထိုးပြီးသွားတဲ့အခြေအနေလေးပေါ့နော်တကယ်လို့မကိုကထပ်ပြီးတော့မှချီချီလေးလိုချင်နေဆိုရင်လည်းထပ်ပြီးတော့မှခုနကအဆင့်လေးတွေတိုင်းပဲထိုးသွားလို့ရပါတယ်နော်ဒီဒီမှာကတော့ညီတို့လေးဒီမှာကျင်နာကခေါင်းစည်းကွင်းကိုတေးလေးပေါ့နော်ဆူတာလေးသုံးလို့ရှိရင်တော့ပို့ပြီးတော့မှအဆင်ပြေပါတယ်ဒီဟာလေးကခောက်ပြီးတော့စီးရင်မလာတာဖြစ်တဲ့အတွက်ဒီတစ်ခေါက်တစ်ထပ်လေးပဲစီးတာကပို့ပြီးတော့လာတယ်ပေါ့နော်နောက်ထပ်ထိုးပြစီခြင်းတဲ့ပုံလေးတွေရှိရင်လည်းမှန်းကပ်ပြီးတော့ရပါတယ်နော် မရဲ့ဒီအကောင့်လေးကနေပြီးတော့မှနောက်ထပ်လည်းဒီထုံးလေးလေးတွေကိုအများကြီးတင်ပြီးတော့မှဖြစ်တဲ့အတွက် follow လေးလုပ်ပြီးတော့ပါအောင်လို့မြတ်တဲ့ခံပါရှင်